မင်္ဂလာပါခင်ဗျာဆရာဖေမြင့်ဘာသာပြန်တဲ့မဟာဂယုနာရှင်များစာအုပ်မာတာထရီဇာကိုဆက်လက်တင်ဆက်ပေးလိုက်ပါလေမာတာထရီဇာ1930 1999သူရက်ဒီမမတ်ရက်လျင်ပင်ငါးပေပြည့်ယုံမျှတာရှိသည်ယခုအသက်80ကျော်အရွယ်အိုမင်းရင့်ညောင်းသည့်ချိန်၌မူကိုင်းညွတ်တော်သူမ၏ ခန္ဓာကိုယ်ကပုံရွေးပင်ကျုံလီသေးကွေးသွားသည် မျက်နှာပြင်ပေါ်မှနှက်ဆိုင်သောအရေးအစင်းများကလည်းဥမင်းချင်းကို အထင်ရှားပြနေသည်သို့တော်ကျင်နာမှုပါသည့်အပြာရောင်မျက်လုံးများ၌မူမိမိကိုယ်ကိုယုံကြည်မှုနှင့်ဩဇာအရှိန်အဝါကြီးမားမှု၏အရေးလက္ခဏာများကို အထင်ရှားဖော်ပြလျက်ရှိနေသည်စင်စစ် မာသာထရီဇာကစီးပွားရေးနယ်ပယ်တွင် ကိုဒူကိုထကိုအစွမ်းအစတက်တက်ဖြင့်အောင်မြင်ကြီးပွားခဲ့သည့်လုပ်ငန်းရှင်တထေးကြီးများကဲ့သို့ပင် ကြီးမားကျယ်ပြန့်သော လုပ်ငန်းကြီးတရက်ကို နှစ်ရှည်လများလောက်ကင်လာခဲ့သူတဦးဖြစ်သည်လုပ်ငန်းတော်နှစ်ပေါင်း40ကျော်ကတုံညမှစတင်ခဲ့သည့်သူမ၏လုပ်ငန်းသည်ယခုအခါကမ္ဘာနိုင်ငံပေါင်း80တနိုင်ငံအထိဖြန့်ကျက်ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ရာ လုပ်ငန်းအောင်မြင်မှုအတိုင်းအတာပမာဏကိုခံမှန်း၍ရနိုင်သည်ထို့ပြင်သူမ၏လုပ်ငန်းမှာလောဘလုပ်ငန်းလည်းမဟုတ်စေတနာမြတ်တာဂယုဏလုပ်ငန်းဖျားသခင်အားအလုံးကျွေးပြုသည့်လုပ်ငန်းသာဖြစ်ချင်သည်စေတနာဂယုဏလုပ်ငန်း၌မာတာဒရီစာထက်ပို၍ဆန်းစွမ်းတမန်ဆောင်ရွက်နိုင်သူရှိလိမ့်မည်မထင်အကြမ်းမြင်စရင်ချုပ်ကြည့်လျင်ပင် သူ့လုပ်ငန်းကအမခန်းဖြစ်သည ကဘာတဝ၌သူမဥဆောင်သည့်အတင်းဖွဲ့ပိုင်ကုတုပြေဂေဟာပေါင်း350မြတ်ရှိသည်ယင်းနှင့်146ခုမှ အိန္ဒိယ၌ဖြစ်သည်စင်းရငတ်မှုသူမိသားစုပေါင်3,600ကို အဖွဲ့ကထမင်းကျွေးထားသည် အဖွဲ့မှတီထောင်ထားသည့်ကျောင်းပေါင်း68เจ้าတွင် အခြေအနေမဲ့ကလေးတငယ်ပေါင်း1,400ကိုစာတင်ပေးထားသည် ။နာဂျီယောဂကုသရေးစခန်းပေါင်း119ခုတွင်ယောဂသည်ပေါင်း386000မြကိုပြုစုစောင့်ရှောက်ပေးထားသည်။ဆွေမျိုးညာတိကင်းမဲ့သည့်တေအံ့ဆဲဆဲဒုက္ခသည်ပေါင်း12000မြကိုအတိဖြောက်အောင်စောင့်ရှောက်ပေးရန်ဂေဟာပေါင်း145ခုဖွင့်လှစ်ထားသည်။စင်ရသားများ အခြေအနေမဲ့များကို ပြုစုကူညီရန်အတွက်နယ်လက်စေကံပေါင်း845ခုမျှတည်ထောင်ထားသည် လူသားလောကထဲမှာအစင်းရဲဆုံးသူစင်းရဲများကိုကူညီဆောင်လျှောက်ရန်ဟူသောရည်ရွယ်ချက်ဖြင့်လွန်ခဲ့သောနှစ်ပေါင်း40ကျော်ကသူမတူဦးဒီစတင်ခဲ့သည့်ကရုဏာရှင်များ အဖွဲ့တွင်ယခုခါ၌အသင်းအဖွဲ့သား Sister တီလာရှင်တုံးတော်မြတ် Brother ဖိုးသူတော်၄တော်မြတ်ရှိနေကား ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အချိန်မြိတ်လောက်ကင်သူအချိန်ပိုင်းလောက်ကင်သူကုသိုလ်ပြည့်လုံအားအလှရှင်ပေါင်းမှသုံးသန်းမျှပင်ရှိနေပြီဖြစ်သည်ဗယုနာစိတ်ဤအစ နောက်နေမာသာထရီဇာဟုကြော်ကြားလာမိအဂနိဂွန်ဇာဘူယာဇူးကို1930ပြည့်နှစ်ဩဂုတ်လတွင်ယခု ယူဂိုစလီးယားနိုင်ငံတွင် ရှိသည့် စကိုပီယေမြို့ကလေးတွင်အယ်ဘေးနီးယားလူမျိုးလူကုန်တန်မိဘများမှမွေးဖွားသည်အဂနီဒီငယ်စဉ်ကပင်ဘာသာတရားလွန်စွာကိုင်းဆိုင်ပြီးဆင်းရဲသားများအပေါ်တနာကျင်နာစိတ်ကြီးမားခဲ့သည်ထို့ကြောင့်အသက်18နှစ်အရွယ်တွင်အိုင်ယာလန်နိုင်ငံဒဗလင်မြို့ရှိ လော်ရတိုတီလာရှင်ကျောင်းသို့တက်ရောက်ခဲ့သည်ထို့ကျောင်း၌အင်္ဂလိပ်စာသင်ယူပြီးထိုနှစ်1928အတွင်းမှပင် တူမအာအိန္ဒိယပြည်ဟိမဝန္တာတောင်ကြီးရှိဒါဂျီလင်တောင်စခန်းမြို့ကလေးတို့တီလာရှင်ငယ်အဖြစ်လေ့ကျင့်တင်ကြားရန်ပို့ပေးလိုက်သည်1930ခုနှစ်တွင်မူကလကတာမြို့၌လော်ရက်တိုတီလာရှင်အဖွဲ့ကထူထောင်ထားသည့်ကွန်မန့်ကျောင်းတွင်ဆီယာမအဖြစ်တာဝန်ထမ်းဆောင်ရပြီးနောက်တွင် ထိုကျောင်း၌ကျောင်းအုပ်ဆီယာမကြီးဖြစ်လာသည်အော်ဒရိုင်းကာယံထားသည့်လော်ရက်တိုကွန်ဗင့်ကျောင်းဝင်းထဲတွင်လှပသောမြက်ခင်းစိမ်းများရှိသည် ထို့ပြင်တည့်ရသည့်ကြောင်းအဆောက်အုံများကြောင်းမြက်ခင်းမြင်များနှင့်အပြိုင်တည့်ရလှပနေသည့်ကြောင်းဝိစုံဝိကြောင်းသူကလေးများရှိသည်သို့သောငနမဲအဂနိမစစ်စာထရီဇာဖြစ်လာသောဆ iam ကြီးကကြောင်းဝင်းအတွင်းမှအလှပများကိုကြည်ကစိတ်ချမ်းသာကြည်နူးမနေနိုင်ကြောင်းဝင်းအပြင်ဘက်တွင် သူ့အတွက်ဝေဒနာပေးနေသောအရာတွေရှိနေသည် စစ်စာထရီဇာအခမ်းမှလှမ်းကြည့်လိုက်ရင်ကျောင်းဝင်းပြင်ပရှိဆင်းရဲသားရက်ွက်ကိုမြင်နေရသည်အမိုက်တိုက်များဟင်းလင်းအိမ်သာများဆုပ်ပြတ်ပေးကြံသောကလေးတငယ်များဆင်းရဲခြင်းငတ်မွချင်းယောဂပရယထူပြောခြင်းများဆင်းရဲဒုက္ခညွန်အိမ်ထဲမှကလေးတငယ်များဂီလာနာများကို မကြည့်ရနိုင်သည့်စစ်စာသည်ကျောင်းစင်းငိမ်များတွင်အနည်းရှိရက်ွက်သေးသောအိမ်သုံးဆေးဝါးပစ္စည်းကရိယာများကင်ဆောင်သွားရောက်ခါ မိမိတက်ဆွမ်းသမျှစောင်းလျှောက်ကူညီလေးရှိခဲ့သည်1946ခုနှစ်တနေ့တွင်မူဒါဂျီလင်တို့ယထာဖြင့်အသွားကြီးလန်းတွင် သူအားဖျားသခင်ထံမှမိန်ကြားခိုင်းစေသောစကားတန်ကို သူပီပီသားသားကြီးကြားလိုက်ရသည် သူအားကွန်ဘင်းเจ้าကိုဆွန့်ခွာ၍သူစင်ရများကြားတွင် နေထိုင်က သူစင်ရတို့အားကူညီစောင်းလျှောက်ရန် မိန်ကြားစေခိုင်းသောအတန်ဖြစ်သည် သို့သောအတီလာရှင်စစ်စာတဦးအနေနဲ့တင်းကျပ်သောကျင့်ဝတ်တိတ်ခါများကိုတိတိကျကျလိုက်နာကျင့်ကြံရသည် ဖြစ်ရာမိသည့်ကိစ္စမျိုးဆိုမိမိဆန္ဒရှိတိုင်းအလွယ်တကူထလှုပ်၍မဖြစ်ပေ Sister Treasure သည်မိမိစိတ်အာရုံ၌ပြင်းပြင်းပြပြပြီးပြီးပြင်းပြင်းဖြစ်ပေါ်နေသည့်ဂိယူတာလုပ်ငန်းကိုကြောင်းတင်ငန်းပြင်ပ၌တိကျလွတ်လပ်စွာလုပ်ကိုင်နိုင်ရန်အတွက် အိန္ဒိယရှိရိုမန်ကက်သလစ်ခရိယန်အကြီးအကဲများထံတွင်နှစ်နှစ်မျှကြာအောင်စိတ်ရှိရှိစွဲရှိရှိဖြင့်ခွင့်ပြုချက် တောင်းခံခဲ့ရသည်ထို့နောက်တွင်အိန္ဒိယပြည်အရှေ့မြောက်ပိုင်းရှိပတနာမြို့တွင်အခြေခံဆေးပညာသင်တန်းတက်ပြီးနောက်ကလကတ္တာမြို့ဆင်ကြီးဘုံရှိဆင်းရဲသားရပ်ကွက်များစီတို့ အလင်းအမြန်ပြန်လည်ရောက်ရှိလာခဲ့သည်ဂျမအီချိုးတဲ့ကြသည့်ကလေးများနှင့်လူကြီးလူငယ်များကို တက်ဆွမ်းသည်။ပြုစုကုသရင်ကြောင်းမနေနိုင်သောကလေးများအားစာတင်ကြားပေးရန်သူကြိုးစားကြည့်သည်။ဘင်္ဂလီစင်ရသားရက်ွက်ရှိမြေခွက်ကလေးတစ်ခုတွင်ကလေးငယ်၄၅၆ရောက်မြကိုစူးစည်း၍စာတင်ကြပေးရာမှသူမ၏ပထမဆုံးစာတင်ကြောင်းလေးဖြစ်ပေါ်လာသည်အစပထမတွင်ကလေးများအားဘင်္ဂလီအခရာများကိုမြေကြီးပေါ်မှပင်ဒုတ်ချောင်းဖြင့်ချစ်၍တင်ပြအ ပေးခြင်းဖြစ်၏မြစ်တလင်းစာတင်เจ้าကလေးကိုကလေးမိဘများမြင်မိကြသည့်အခါသီလရှင်မကြီးဤစေတနာနှင့် စိတ်ထက်တန်မှုများကူးဆက်ခါတဖြည်းဖြည်းသူတစုငါတစဝိုင်းကူကြခြင်းဖြင့်ဇပွဲကလထိုင်တင်မုံစသည်များနှင့်เจ้าပုံစံပိပိတတဖြစ်ပေါ်လာသည်စင်စစ်ဤဒီပင်လေမာသာထရီဇန်၏အခြေခံလုပ်ငန်းပုံစံဖြစ်လေသည် နေရာတစ်ခုတွင်ဘာလိုအပ်နေသလဲသူကြည့်သည်ထို့နောက်လိုအပ်နေသောနေရာကို အနီး၌လက်ငင်းရှိနေသောအခြေခံများဖြင့်ဘလောက်လက်တွေ့ဖြည့်စည်းနိုင်သလဲသူကြည့်ကဖြည့်စည်းနိုင်သလောက်သူဖြည့်စည်းမည်သူဖြည့်စည်းဆောင်ရွက်သည့်လုပ်ငန်းကောင်းသည်အကျိုးရှိသည်ဝိုင်းဝန်းကူညီသည့်နေဟု လူများမြင်လာလျင် ဝင်လာကြမည်ဝိုင်းကူကြမည်ဒါပဲဖြစ်သည် မာသာထရီဇာဤလက်သုံးစကားအရမူသူမဤအလုတ်လမ်းညွန်မှာလိုအပ်ချက်နှင့်လျော်ညီစွာလောက်ကံခြင်းပင်ဖြစ်သည်ဟုဆိုသည်မာသာထရီဇာသည်လုပ်ငန်းပေါင်းများစွာကိုဒီနည်းအတိုင်းအစပြုခဲ့သည်ဒီနည်းအတိုင်းပင်ယနေ့အထိဆက်လက်လေပတ်စေခဲ့သည်ကုညီဝိုင်းဝန်းလာကြသူများ သူလုပ်ငန်းကိုဝိုင်းကူရန်ပထမဆုံးဝင်ရောက်လာသူမှာ စူဘရှိနီဒတ်အမီရှိလော်ရက်တိုကွန်ဗင့်ကျောင်းထွက်တပည့်တဦးဖြစ်သည်1949ခုနှစ်မတ်လတွင်စစ်စတာထရီဇာထံရောက်ရှိလာကစစ်စတာ၏ငန်းနံမီဖြစ်သည့်အဂနီဟူသည့်အမီကို ခံယူပြီးလက်ထောက်အဖြစ်ဆောင်ရွက်သည်လုံငန်းကြီးအလွန်ကြီးကျယ်နေသည့်ယနေ့အချိန်၌အဂနီခေါ်စူဘရှိနီသည့် ဂယုနာရှင်များအဖွဲ့ဤဒုတိယအကြီးအကဲဖြစ်နေသည်စုဘရှိနီနောက်တွင်က အခြားစိတ်ထက်တန်သူများတပွဲပွဲဝင်ရောက်လာကြလီဂရုနာရှင်များအဖွဲ့ကို စနစ်တကျစတင်ဖွဲ့စည်းမိသည်က1950ပြည့်နှစ်အောက်တိုဘာလတွင်မှဖြစ်၏ထိုချိန်၌စစ်တာထရီဇာမှတီလာရှင်ဆရာကြီးမာသာထရီဇာဖြစ်နေပြီးအိန္ဒိယနိုင်ငံသားအဖြစ်လဲခံယူပြီးဖြစ်နေ ်ကြေးပြီးအစေးအဆုံးလူသားများကိုစောင့်ရှောက်ကူညီခြင်းသည်ဖျားသခင်အားအလို့ကျွေး ပြုခြင်းဖြစ်သည်ဟူသောယုံကြည်ချက်ဖြင့်စေတနာစိတ်ထက်သန်စွာ ဆောင်ရွက်ခဲ့သည့်ကုသိုလ်ပြုလုပ်ငန်းများနှင့်အတူသူမ၏အသင်းအဖွဲ့သည်လည်းလင်းမြန်စွာပင် ကြီးပွားတိုးတက်လာခဲ့သည် မာဇာထရီဇာဤလောက်ရကိုလေးစားခြင်းသူမအားပုံကိုရေးရကြီးညိုခြင်းစသောအကြောင်းများဖြင့်သူမ၏အနီးဝန်းကျင်တွင်စုဖွဲ့မိလာသည့်စေတနာရှင်လူမှုရေးသမားများသည်မာဇာထရီဇာနှင့်ပူးတွဲလောက်ကင်သူများကိုဝါကာစ်အော့ဖ်မာဇာထရီဇာဟုခေါ်ဝေါ်ကြသည်အရန်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကြသည်နိုင်ငံ80တွင် ဖွဲ့စည်းပြီးဖြစ်နေသည့် ရင်းဖွဲ့တွင်အဖွဲ့ဝင်မောင်း၃နှမ်းမြပါဝင်သည် စနစ်တကျခိုင်ခိုင်မာမာဖွဲ့စည်းထားခြင်းမဟုတ်သည့်ရင်းပူးတွဲလောက်ကင်သူများ အဖွဲ့မှပုံကူများသည်မာဒါထရီဇာဤလမ်းစဉ်အတိုင်းမိမိတို့အနီးဝန်းကျင်ရက်ွက်များရှိ အစင်းရဲသုံးစင်းရဲသားများကိုကူညီခြင်း ထောင်တွက်မူရစ်စေးဆွဲသူအစရှိသည့်လူမှုရေးအပေခံများကို ပြန်လည်ထူထောင်နိုင်ရန်အားပေးကူညီခြင်း အခြေအနေမဲ့များအတွက်ခိုနားเสียရအောင်ဖန်တီးပေးခြင်းဆင်းရဲငတ်မှုသူများအတွက်အစာအာဟာရကျွေးမွေးသည့်နေရာဌာနများဖွင့်လှစ်ပေးခြင်းစသည့်လုပ်ငန်းများကိုမိမိတို့တပ်ဆွမ်းသည့်အတိုင်းအတာများလျောက်ဆောင်ရွက်လုပ်ကိုင်ကြသည်ထို့ပြင်ပင်မဂယုနာရှင်အဖွဲ့များက စီမံဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအတွက်အစားအစာအဝတ်အထည်စေဝါနှင့် ရမုံငွေများ ဝိုင်းဝန်းဖြည့်တင်းပေးနိုင်ရန်အတွက်လဲပံ့ပိုးကူညီကြလေသည်ကရုဏာရှုခင်းများမာသာထရီဇာဤကုသိုလ်ပြေကေဟာများကိုလက်လက်ကြည့်ရှုမည်ဆိုလျင်ဒုက္ခသည်များအပေါ်စေတနာဖြူစင်စွာကူညီဆောင်ရှောက်ရင်မိမိကိုယ်တိုင်နှလုံးစိတ်ဝမ်းချမ်းမြေ့မှုကို ခံစားနေရကြောင်း ထင်ရှားပေါ်လွင်နေသည့်ဂရုနာရှင်မောင်းမြောက်များစွာတို့ကိုအာရဇပွဲမြင်တွေ့ရမည်ဖြစ်သည်ကိုတချမ်းတည်နေသောလူနာကိုစိတ်ရှိလက်ရှိအစားအစာခွန့်ကျွေးပေးနေသူအညစ်အကြေးကင်းစင်အောင် ရေဘတ်တိုက်တန်ရှင်းပေးနေသူဆွေမျိုးညာတိကင်းမဲ့သည့်မတန်မဆွမ်းသူ အုံနောက်မပြေဝသူယောဂကျွမ်း၍ တေအမှုမှုဖြစ်နေသူများကိုမိမိသားချင်းပမာအေးဒီယူဂရုတဆိုင်လောကန်ဆောင်ရွက်ပေးနေသူစသဖြင့်ဂရုနာတရားကိုလက်တွေ့ကျင့်ကြံပြတာနေသူများကိုကြည့်ရှုရင်ကြည့်ရှုသူ ကိုယ်တိုင်ပင်ဒီစေတနာဝန်ထမ်းလုပ်ငန်းကြီးတွင် အချိန်ပိုင်းရက်ပိုင်းမျှဖြစ်စေတနည်းလင်တစ်ကြိမ်ဆယ်ရက်တစ်ပတ်စသဖြင့်တတ်မှတ်၍ဖြစ်စေ တရတအားပါဝင်လူစိတ်များ တဖွာဖွာပေါ်ပေါက်လာမည်ဖြစ်သည်မာသာထရီဇာကအသက်ရှင်စေဒုက္ခတွေများကိုသာ မကကွယ်လွန်အနေဆာရောက်သွားသူများကိုပင် လူပီပီတတအစင့်တိတ်ခါရှိရှိတေခွင့်ရအောင်ကူညီနှံ့ယံကြိုးပမ်းထားပေသေးသည်လမ်းပေတွင်ပြစ်စလက်ခတ်တေဆုံးတော်မီပိုင်ရှင်မရှိသူဆွေမျိုးညာတိမရှိသူများကိုမိမိတို့ဂေဟာများစေကမ်းများသို့တည်ယူလာပြီ တတ်နိုင်သမျှပြုစုကုသသည်ကုသ၍မရတော့ဘဲတေဆုံးသွားပြီဆိုသည့်အခါတွင်မွတ်စလင်ဆိုလျင်မွတ်စလင်အလျောက်ဟိန္ဒူဆိုလျင်ဟိန္ဒူအလျောက်သူထုံးစံနှင့်အညီတင်းညို့ပေးနိုင်ရန်စီစဉ်ပေးထားသည်မာသာထွေစာဤစေနာမှ လူဘဝမှ ထွက်ခွာသွားရကန်ဤလူသားတူအားမေတ္တာဂယုနာ စိတ်တို့တတ်နိုင်သမျှခံစားသွားရစေခြင်းသောစေတနာဖြစ်သည် အသင်ဝင်ဂယုနာရှင်တို့ဤနေစဉ်ဘဝမသာထွေစာဤကုသိုလ်ပြေလုပ်ငန်းကြီးများတွင်ဝင်ရောက်လုပ်ကင် ပေးကြသူ အမြောက်အများနဲ့အချို့မှာပြင်ပလုပ်အားဒါနရှင်အဖြစ်နှင့်မတင်းတိမ်နိုင်ကြတော့ပဲသာသနာဝန်ထမ်းအသင်ဝင်အဆင့်တို့ကူးပြောင်းလူစိတ်များထက်တန်ပေါ်ပေါက်လာတတ်ကြသည် ထိုကဲ့သို့စိတ်ဓာတ်ဖြစ်ပေါ်လာသူများအားတရင်ကစိတ်လှုပ်ရှားမှုမျိုးဖြင့်ပြောဆိုလာခြင်းမျိုးမဟုတ်ပဲတကယ်တည်နှံ့ခိုင်မာသောစိတ်ဖြင့်ယတိပြဆုံးဖြတ်ခြင်းမျိုးဖြစ်စေရန်မဝင်မီ အရင်ကြည့်စေသောအစီအစဉ်တရက်ချမှတ်ပေးထားသည်အသင်းတော်တို့ဝင်လိုသောတိလရှင်လောင်းလျာတဦးသည်ရှေးဦးစွာတာမန်စေတနာရှင်လौတာတဦးအဖြစ်ကုတုပြေဂေဟာတခုခုတွင ယတတအတော်များများလှူအားပေးရသည်ထို့နောက်တွင်သီလရှင်ကျောင်း၌နှစ်ပတ်မြအစမ်းသဘောလာရောက်နေထိုင်ရသည်ထို့နှစ်ပတ်အတွင်းနေ့စဉ်ငါနာယီမြဖရာဝိပုပီးကြံတနေ့လုံးတွင်ဂေဟာများ၌မနေမနာ အလုတ်လုတ်ရသည်နှစ်ပတ်ဆေးပြီးသည့်အခါ၌သီလရှင်လောင်းအားမိမိနေအိမ်သို့ပြန်စီပြီးမိမိမူလကျင်လျာမိဘဆွေမျိုးပတ်ဝန်းကျင် နေအိမ်ရရွာပတ်ဝန်းကျင်တငယ်ချင်းမိတ်ဆွေပတ်ဝန်းကျင်တို့တွင်တကြိမ်ထပ်မံစဉ်စားဆုံးဖြတ်စီသည်မူလပတ်ဝန်းကျင်တွင်မပျော်မွေ့တော့ပါ အသင်းတော်အတွင်း၌သာစိတ်ဤငြိမ်းအေးခြင်းကိုပို၍ပြည့်ပြည့်ဝဝခံစားရရှိပါသည်ဟုစိတ်ကပြတ်ပြီးဆိုတော့မှသာအသင်းတို့ဝင်ရန်စည်ရင်ပေးတင်စေလေသည် ကဘာတဝမ်းရှိ မာသာထွေစာဤသီလရှင်ကျောင်းများတွင်သီလရှင်ဘဝကိုထို့သို့အစမ်းဝင်ရောက်လေးလာကြသူများမပြတ်ဝင်ရောက်လျက်ရှိသည် မာသာထွေစာသီလရှင်ကျောင်းမှဘဝကအချိန်စရာများအတိုင်းတိတိကျကျနေထိုင်ရသောဘဝခေါင်းလောင်းကိုနာခံလှုပ်ရှားရသောဘဝဖြစ်သည်နေ့စဉ်နံနက်၄နာရီမိနစ်၄၀တိတိတွင်အလုံးအိပ်ရာမှထကြရသည် 9နာရီတွင်ဝိပုစုတောင်းမှုပြုလုပ်ပြီး6နာရီတွင် အများစုဝေး၍ဖျားရှခုရ၏ထို့နောက်တွင် နနက်စာကိုနှစ်တုပ်ခွဲ၍စားရ၏ပထမအတုပ်စားတောက်နေစဉ်နောက်တတုပ်ကတံမြူရေပုံးကိုစီဖြင့်အဝိလျှော်ရ၏ပြီးလျင်အဝိလျှော်သူနှင့် နနက်စာစားသူများနေရာချင်းလဲရ၏အိန္ဒိယရှိသီလရှင်ကျောင်းများဤ ပုံမှန်နန်းနဲ့စာတွင်လက်ဖက်ရည်တစ်ခွက်ချပတီနှစ်ခုသို့မဟုတ်၃ခုနှင့်ငပြောသည့်တလုံးပါဝင်လေးရှိသည်ခုနှစ်နာရီမိနစ်50တွင်သီလရှင်စစ်တာများအလုံးစုဝေးကဝိပုစုတောင်းမှုပြုလုပ်ကြပြန်သည်ထို့နောက်တွင်စာတင်မည်သူစာတင်နှံတက်မည်သူခလေးကေဟာတွင်အလုံးလောက်ရမည်သူအနာကြီးယောဂတဲ့စခန်းတွင်တာဝန်ကျနေသူ စေပေမီအဖွဲနှင့်လိုက်ပါရမည်သူတေအံ့စဲစဲလူနာကေဟာတို့တွားရမည်သူစသည်စသည်ဖြင့်သူစုနှင့်သူအတီးသည် ထွက်ခွာကြသည်မွန်တက်၁၂နာရီ၁၅မိနစ်တွင်တာဝန်ကျနေရာအတီးသည်မှပြန်လဲရောက်ရှိလာကြတော့နေလေစာစားခြင်းနှင့် နေလေစူတောင်းခြင်းများကို အလှဲ့ကျလုပ်ရသည် ကလကတားရှိသီလရှင်ကျောင်းကြီး၌ပုံမှန်နေ့လယ်စာမှာသမင်းတီးဟင်းစုံနှင့်အသားတို့မဟုတ်ငါပါဝင်သည်နေ့လယ်စာစားပြီးလင်나이ဝဲမြအနာယူရသည်ထို့နောက်나이ဝဲမြစူတောင်းစာများရွတ်ဖတ်ကြပြီးလင်အလောက်ခွင်တို့ထွက်ခွာကြပြန်သည်ညနေ6နာရီခွဲအချိန်ကျောင်း၌စူဝေးပြုလုပ်သည့်ဖျားဝေးပြုပွဲ၌မူကုသိုလ်ဖြင့် လောအားရှင်များရော အခြားဧည့်သည်များပါစုံကြီးစွာတက်ရောက်ခွင့်ရကြသည်ထို့နောက်ခုနှစ်နာရီခွဲတွင်ညစာဆရာဤညစာမှာဂျုံဆန်မြုပ်နှင့်အသည်ရွယ်ဟင်းတို့ဖြစ်သည်သီလရှင်တို့မိဝဲရသော အစားအစာများမှာရိုးရိုးစင်စင် ချိုးချိုးချမ်းညာမျှတာဖြစ်တော်လဲအာရဒတ်ကပြေဝမှုရှိကြောင်းဖြင့်အသင်းကြီးဤထွေထွေတွင်ရင်းမှုချုပ်ဖြစ်သူ Sister Prisla ကပြောဆိုသည် ညဘက်တွင်သီလရှင်များမှအနာယူအပန်းဖြေချိန်နာယီဝက်မျှရကြပြီး9နာရီထိုးသောအခါ၌တကြိမ်ဖျားဝိပြုကြပြန်သည်ထို့နောက်ည10နာရီတိတိတွင်အာလုံးအိယာဝင်ကြလေသည်ထိုအစီအစဉ်အချိန်စီအားကိုမာတာထရီဇာကိုယ်တိုင်ရေးဆွဲချမှတ်ထားပြီးသီလရှင်ကျောင်းတိုင်း၌၎င်းတိုင်တိတိကျကျလိုက်နာကျင့်ကြံရရန်ထိမ့်သိမ့်ကုတ်ကဲပေသည် သူကိုယ်တိုင်လည်း၎င်းတိုင်းအမြဲလိုက်နာကျင့်ကြံနေထိုင်သည်သို့သောချွင်းချက်တစ်ခုတော့ရှိ၏ယင်းကတခြားသူများကိုဆယ်နာရီတွင်အိယာဝင်ခိုင်းထားတော်လဲသူကိုယ်တိုင်ကမူ17နာရီ17နာရီတခါတည်းဟန်တနာရီအထိအလုံးလုံးနေခြင်းဖြစ်သည်သို့သောညဘက်အိယာဝင်ငြိမ်မီမြနောက်ကြသည်ဖြစ်စေနံနက်၄နာရီမိနစ်၄၀တွင်ငါအိယာမှနိုးလာစမြဲဖြစ်သည် နနဲ့9နာရီဝိပုစုတောင်းညင်တွင်သူကသူများထက်ဥစွာရှေဆုံးမှရောက်ရှိနေမည်ဖြစ်သည်ဂယုနာဖြန့်ကျက်ရာနေရာများမာသာထွေစာ၏ဂရုနာလုပ်ငန်းဌာနများကိုစေ့ဆောင်အောင်လေ့လာကြည့်ရှုရမလွယ်ပါမာသာကိုယ်တိုင်လည်းမရမနာခရီးသွားလာနေသည့်ဂျာကပင်သူမအခြေချရာအိန္ဒိယပြည်နှင့်ကမ္ဘာနိုင်ငံပေါင်း80ရှိဂေဟာများ အသင်းဝင်တီလာရှင်ကျောင်းများကိုစေစုံနှက်ဆက်အောင်တွားရောက်နိုင်ခြင်းမရှိပါသို့တော်မာသာကအလုတ်ကိုမနိုင်မနှင်းဖြစ်သည်ဟု၍မရှိအေးပေါ်ရာအရင်လိုရာကိုဦးစားပေးကာသူမစကားအတိုင်းလိုအပ်ချက်နှင့်လျော်ညီစွာလောက်ကင်ဆောင်ရွက်ရင်းသူမ၏လုပ်ငန်းကြီးများဆက်လက် ရှင်သန်ပွားများလျက်ရှိသည်ကလေးငယ်ပြုစုစောင်းလျှောက်ရေးကြာမှာ လောအားရှင်များကဆေးရုံတွင်မိခင်ထားရခဲ့သည့်ကလေးလမ်းမေးအမိုက်ပုံများမှစွန့်ပစ်ထားသည့်ကလေးဆင်းရဲလွန်းသည့်ဖြင့်မိမိတို့မကြွေးမွေးမဆောင်ရှောက်နိုင်ပါဟုမိဘကိုယ်တိုင် လာရောက်အံ့နံသည့်ကလေးများကို အသက်ရှင်မှုလုံခြုံမှုအစာအာဟာရနှင့်မေတ္တာအကျဉ်းနာရရှိစေမှုအတွက်တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသကဲ့သို့အနာကြီးယောဂတဲ့စခန်းများတွင် တာဝန်ယူထားရကြသူတို့ကလည်း ဝေဒနာတဲ့များယောဂတတ်တာပျောက်ကင်းရေးရင်းတို့အားစိတ်ဓာတ်မြင့်တင်ပေးရေးယောဂကြောင့်ကိုယ်လက်အင်္ဂါချို့တဲ့နေသူများဖြစ်စေကားမှုလုံနိုင်စွမ်းရှိသည်။အလုံးလုံးချင်လာ လုံတက်လာအောင်လေ့ကျင့်ထူထောင်ပေးရေးလုပ်ငန်းများကိုစနစ်တကျစီမံဆောင်ရွက်လျက်ရှိကြသည်။ရခိုင်ကတောင်ရံချင်းခိုးဝဲချင်းတို့ဖြင့်အဓိကယက်တီရှင်သန်ခဲ့ကြသည့်အနာကြီးယောဂတဲ့များကို စိုက်ပျိုးရေးသမားများလက်သမားများ ရကန်းသမားများစသဖြင့်ဖြစ်လာအောင်ပြောင်းလဲနိုင်ခြင်းကကြီးကျူးဝယ်အောင်မြင်မှုတရက်ဖြစ်သည် AIDS ကိုကိုကအားကျဆင်းသည့်ယောဂအန်ဒီယယ်လှိုင်းကြီးဖြစ်စည်းရိုက်ခတ်လာပြန်သည့်အခါ၌လဲလိုအပ်ချက်နှင့်လျော်ညီစွာလုံဆောင်ပေးတတ်သောမာသာထရီဇာအတွက်လုပ်ငန်းတစ်ခုပေါ်ပေါက်လာပြန်သည်ယင်းကလူတကာထိတ်လန့်ကြောက်ရွံ့ကမထီခြင်းမတို့ခြင်း အနာမကတ်ချင်ရသည့် AIDS ရောဂါတဲ့များအားတည်ရန်စီရင်ခံရမည်နေ့ရက်မတိုင်မီကာလအတွင်းဝေဒနာအတန်အသင့်သက်သာစေမှုလူအတိုက်အဝင်းဤဖဲခြင်းခံရခြင်းတန် ရောပါစေမှုနှင့် နောက်ဆုံးအချိန်တိုင်မေတ္တာဂယုဏတရားကိုထိတွေ့ခံစားသွားရစေမှုတို့အတွက် AIDS ရောဂါတဲ့ဂေဟာစခန်းများထူထောင်ဖွင့်လှစ်ပေးခြင်းဖြစ်သည် ကမ္ဘာဆင်းရဲဆုံးဆင်းရဲသားများအားကျမ်းမာရေးပညာရေးစီးပွားရေးလူမှုရေးနေရေးတည်ရေးအထိဘက်ဆောင်တောင်းဆောင်မှကူညီဆောင်ရှောက်ပေးနေသည့်မာသာထရီဇာ၏ဂရုနာလုပ်ငန်းကြီးကလိုအပ်ချက်တိုးတက်လာတိုင်းတိုးတက်ဆောင်ရွက်ရင်းကြီးထွားတဲ့ထက်ကြီးထွားလျက်ရှိသည်ကြည်ကျယ်ရှုပ်ထွေးလာသောစီမံခန့်ခွဲရေးယန္တရားများနှင့်တမောင်းများစွာသော ငွေကြေးရံပုံငွေများကိုတိလရှင်ကြီးငယ်များဖြင့်ဖွဲ့စည်းထားသည့်အုပ်ချုပ်ရေးအဖွဲ့အစင်စင်ကစီမံခန့်ခွဲလျက်ရှိကြသည်ဖျားဝစ်ပြုခြင်းအာကိုရာမဲ့သူတို့အားဆောင်းလျှောက်ကူညီခြင်းတို့၌စေဤငိမ့်ညာမှုကိုရရှိကြသောတိလရှင်များမှာမြပြလှသောငွေကြေးကိန်းငဏများရှုပ်ထွေးပွေလီသောစည်ရင်စရာများကြောင့်ခေါင်းခဲကြရသည် ရေရှည်တွင်ဒီလုပ်ငန်းကြီးကိုစနစ်တကျထိန်းသိမ်းနိုင်ရန်ခက်ခဲလိမ့်မည်ဟုစိုးရိမ်ပူပန်သူတို့လည်းပူပန်နေကြသည်သို့သောမာသာထရီဇာနှင့် သူ၏ဂယုနာရှင်အဖွဲ့သားတို့ကဖျားသခင်သည်မိမိညွန်ပြပြိုးထောင်ပေးခဲ့သောဂယုနာလုပ်ငန်းကြီးထာဝရယတ္တိရှင်တန်အောင်ထိန်းသိမ်းဆောင်လျှောက်တော်မူလိမ့်မည်ဟုစိတ်ချယုံကြည်ထားကြပေသည် é minha me...